မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ရွေးကောက်ပွဲကုလသမဂ္ဂလုံခြုံရေးလက်မခံလိုအပ်တဲ့အရေးယူမှုတွေဆက်လုပ်ဖို့ကုလမဟာမင်းကြီးချိန်ညားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တိုင်းပြည်သည်ဖယိုဖယဲဖြစ်လာနေပြီးနိုင်ငံအနှံ့လေချောင်းမှပုံများအဆက်မပြတ်ကျဲချတိုက်ခိုက်နေမှုနဲ့အတူလူခွေရေးချိုးဖောက်နေမှုများ မိုးလိုပေါက်အောင်ဖြစ်လာနေချိန်တွင်စေအုပ်စုမှရှေးလာတွင်ရွေးကောက်ပွဲလုပ်မည်ဆိုသည်ကိုမိမိအနေဖြင့်မိတို့မြစဉ်းစား၍မရအောင်ဖြစ်နေသည်ဟုကူလာလူအခွင့်အရေးအကြီးအကဲဖော့ကာချက်မှတနင်္လာနေ့ကဂျနီဗာရီမေကွန်ထုတ်လိုက်ပါတယ်။လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလည်းမိတို့မြဖြစ်လာနိုင်စရာအကြောင်းမရှိဟုဆိုသည်။စေအုပ်စုသည်ရွေးကောက်ပွဲအားအမျိုးသားရင်ကြားစစ်ရေးအတွက်အခွင့်အရေးဟုအကြောင်းပြလာခဲ့သည်။သို့သောလေးလာဆောင်ကြည့်သူများက အုပ်ချုပ်ရေးဆက်၍တည်မြဲနေမှုကိုဖုံးကွယ်ရန်အသုံးပြုသည့်ပြည်ရဲတစ်ခုအဖြစ်ပေချထားကြပြီဖြစ်သည်မြန်မာ၏အခြေအနေသည်မီဒီယာများ၏အာရုံစိုက်မှုကိုလုံလောက်အောင်မရဖြစ်နေပြီးလူများသည်ဒုက္ခမျိုးမျိုးခံစားနေကြရသည်ဟုဆိုသည်စစ်အုပ်စုသည်နိုင်ငံသားတအူးချင်းစီနှင့်အရက်ဖက်ဖွဲ့စည်းများလွတ်လပ်စွာလှုပ်ရှားဆောင်ရွက်ခွင့်ကိုလုံးဝအုပ်သုံးပိတ်ဆို့ကန့်သတ်ထားပြီး၎င်းတို့အားအတိုက်ခံပြုသူများကိုဖမ်းဆီးထားသည့်အပြင်သတင်းတောက်များကိုလည်းတပ်ဖြတ်နေကြောင်းထို့ပြင်အရက်သားများအားအပြင်းထန်ပုံကျဲတိုက်ခိုက်နေကြောင်း အထူးသဖြင့်ရခိုင်ပြည်နယ်အတွင်းသိတာထင်ရှားစွာတွေ့လာရကြောင်း AFP သတင်းဌာနနှင့်အင်တာဗျူးတွင် ပြောသွားခဲ့ပါသည်။ထို့သောသောအနေအထားတွင်လွတ်လပ်ပြီးတရားမျှတမှုရှိပါသည်ဟုမြို့သူကများပြောနိုင်ပေအုံးမည်နီနိုင်ငံ၏အစိပ်ပိုင်းတော်တော်များများသည်လည်းမြို့သူများထိန်ချုပ်နိုင်စွာမရှိဖြစ်နေသည်။စစ်တပ်သည်ပရိပခာဤကြံရပါဖြစ်နေပြီးလူလူကိုနှစ်ပေါင်းများစွာကြာအောင်ဖိနှိပ်လာခဲ့သောအဖွဲ့အစည်းလေးဖြစ်သည်ဟုဆိုသည်တိုးတက်သောအသံမြန်မာလူခွင့်ရေးအဖွဲ့ကိုတီထောက်သူ ဒေါခင်အုံမာကလွတ်လပ်ပြီးတရားမျှတပြီးယုံကြည်ထိုက်ဖို့နေနေတတ်တာရွှေကောက်ပွဲဟုပင်အမည်တက်၍မခေါ်ထိုက်ဟု DVB စောင်းပါတွင်ရေးသားထားသည်စော်မဲလုံးကမိမိတို့ရွှေကောက်ပွဲအားမိဖက်နိုင်ငံများနှင့်မြန်မာပြည်သူများအသိမှတ်ပြုလျင်လုံလောက်ပြီဟုထုတ်ပြောလာရသည့်အဖြစ်လျှောက်လာခဲ့သည်မိဖက်နိုင်ငံများဆိုသည်ကလည်းအားလုံးသိနေသည့်အတိုင်းလက်ငါးချောင်းပင်မပြေထိုလက်ငါးချောင်းမပြေသောနိုင်ငံများဆိုသည်ကလည်းကမ္ဘာအလယ်တွင်ဂုံတိုက်ခါရှိရှိရပ်တည်နေသည့်နိုင်ငံတစ်ခုတလင်းများပင်မပောင်း ညစ်တွန်းတွန်းလာသည့်အနေဖြင့်ဂီတအနုပညာရှင်များအလုံးကိုအတေးအကျက်ဆိုင်းပုံများကင်ပြီးဝါရဖြန့်ခိုင်းနေသည်မှလည်းမြင်မကောင်းအောင်တွေ့လာနေရသည်။၎င်းတို့ဝါရဖြန့်ရုပ်ရှင်တိုးလေးတွင်ပါဝင်သူများအားလူတို့ကဝိုင်းဝန်းသပိတ်မှောက်နေကြသည့်အဖြစ်ကိုတွေ့လာရ၍ရွှေကောက်ပွဲဆိုသည့်တက်တော်ဝင်အခမ်းအနားအောင်မြင်နိုင်ပါမလားဟုတန်တရားရှိလာနေကြသည်ကိုခံမှန်း၍ရှာနေသည်။၎င်းတို့၏လောက်ရများအားဝေဖန်ထောက်ပြပြောဆိုနိုင်သည့်ပါတီများတစ်ခုတလေများပါခွင့်မပြုပေ။မြေအောင်လိုက်စိတ်ကူးပေါ်သည်များဥပဒေများကိုခလုံးနှိပ်အတီးပြုတ်ပေးရန်သာ ခေါ်ယူမည်လွတ်တော်ဆိုသည့်ကြီးတွင်ဝန်ထမ်းပြီးအစိုးစု၏အစိတ်သားအရေးအတွက်ပင်မနှဲရှာရတော်မည်ဖြစ်သည်ထိုစရင်တဲပါဖို့စစ်ရရှိများအပြိုင်အဆိုင်လက်ထိုးကြမည်မှာလည်းအေကံမလွဲပင်ဖြစ်သည်2020ရွေးကောက်ပွဲအပြီးမရှုမလအရေးနှိမ်သွား၍နိုင်ငံတော်အာဏာကိုအကြမ်းဖက်ရယူရမည်ဟုသောအသံများထွက်လာခြင်းတွင်ယခုအခါထောက်နှမ်းဆန်ရသောပြန်ဝင်ဟောင်းဥယေထုတ်ကယခုလိုသတိပေးခဲ့မှုပါသည် တကယ်လို့အငင်းပွားမှုတွေကမဲဆန္ဒနဲ့အနှင်းငယ်လောက်မှသာဖြစ်တယ်ဖြစ်စဉ်တွေကလည်းရွေးကောက်ပွဲရလက်ကြီးတစ်ခုလုံးကိုပြန်ပြောင်းလှန်နိုင်တဲ့အထိပမာဏမများဘူးဆိုရင်မဲဆန္ဒနဲ့တစ်ခုချင်းအလိုက်ပဲရွေးကောက်ပွဲဥပဒေနဲ့အညီကန့်ကွက်တဲ့နေတဲ့စိတ်တရီတာဖြစ်စဉ်တွေကိုအလုံးစုံဖြစ်စဉ်လို့ယူဆပြီးထုံပြန်ဆောင်ရွက်နေခြင်းလူထုကအရှုံးကိုလက်မခံနိုင်တဲ့ပါတီကန့်လန့်တိုက်တဲ့ပါတီလို့မြင်သွားနိုင်တယ်အဲ့ဒါဆိုရင်မဲရှုံးတယ်လို့နိုင်ငံရေးသိက္ခာလဲရှုံးလိမ့်မယ်ဟူ၍ဖော်ပြထားပါတယ် ဦးရဲထွတ်သည့်စစ်ဘက်အရာရှိဟောင်းကြီးများသာပါဝင်နေသည့်ကျန်းဖို့ပါတီလူလူတွေကွက်ပက်လက်မျောတော်မူအဖြစ်ကိုမြင်လာ၍စိုးရိမ်တကြီးပြောခဲ့ခြင်းမျိုးသာဖြစ်ပေသည်ပြည်သူတို့၏တရားတော်စစ်မှုတ်ချအောင်ရမည်ဆက်လက်ပြီးတိုက်ပွဲများတွင်ရှင်းနိုင်စွမ်းမရှိသောအကြံဖက်စစ်တပ်မှကစင်ကလေးအားထွက်ပြေးလာသည့်စစ်သားများကိုဇက်တိုက်ဖမ်းမိနေကြောင်းအေအေထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်ရခိုင်တပ်တော် AA နဲ့အာနာသိန်းစစ်တပ်တို့ရခိုင်ပဲခူးတိုင်းအဆက်ရခိုင်မကွေးတိုင်းအဆက် ။ရခိုင်အေယာဝတီတိုင်းအစက်တို့မှာတိုက်ပွဲတွေပြင်းထန်နေပြီးအဆိုပါတိုက်ပွဲတွေကနေအလံဖြူထောင်လက်နက်ချတဲ့စစ်သားတွေကစင်ကလျားထွက်ပြေးလာတဲ့စစ်သားတွေကိုဇက်တိုက်ဖမ်းဆီးရမိနေတယ်လို့ AA ကဆိုပါတယ်။အဆိုပါဒေသတွေမှာ AA ကစစ်အုပ်စုရဲ့ထိုးစစ်တွေကိုခုခံစစ်နဲ့အတူတံပြန်ထိုးစစ်တွေဆင်နွှဲနေပြီးစစ်ကော်မရှင်ရဲ့မတရားသဖြင့်စုဆောင်းခံထားရတဲ့တပ်သားတွေဟာတိုက်ခိုက်လို့စိတ်မရှိပဲအခွင့်ရေးရတာနဲ့နေစဉ်ထွက်ပြေးနေကြတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ၈ရက်၊၉ရက်၊၁၀ရက်နေ့တွေမှာကာပါဆ၁၆အနီးတိုက်ပွဲတွေကနေ စစ်တပ်ရဲ့စကခ30လက်အောက်ခံခမရ361နဲ့ခမရ363တရင်တွေကနေအလံဖြူထောင်းတက်ပြေးလက်ရဖမ်းဆီးရမိသူစုစုပေါင်း16ယောက်ထိရှိခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်ပဲခူးတိုင်းပထောင်မြို့နယ်ညောင်ကျိုးကျေးရွာတွေရဲ့အရှိတ်မီတာ2500အကွာကလေလာတောင်ပတ်ဝန်းကျင်အနီးတိုက်ပွဲတွေကနေလည်းနိုဝင်ဘာ10ရက်နဲ့9ရက်နေ့တွေမှာစကခ30လက်အောက်ခံခမရ368တရင်တခုတွေကအလံဖြူထောင်းတက်ပြေးဖမ်းမိသူစုစုပေါင်း10ယောက်ရှိခဲ့တယ်လို့သိရပါတယ်။ နိုဝင်ဘာ9ရက်နေ့ကဗရောင်မြို့နယ်ကပါစာ16အနီးတိုက်ပွဲတွေမှာလေစစ်တပ်ရဲ့စကခ30လက်အောက်ခံခမရ363တပ်ရဲကအကြံဖက်စစ်သား၄ယောက်ကိုလည်းလက်ရဖမ်းဆီးရမိခဲ့တယ်လို့အေအေကဆိုပါတယ်။အလားတူနိုဝင်ဘာ8ရက်နေ့မနက်ပိုင်းမှာနယ်ရီကံပြူဟာကုန်းကနေစစ်တပ်ရဲ့အမှတ်ကိုစစ်မြေပြင်စစ်တပ်ရင်ခိုလန်အခြေစိုက်တပ်ကတက်ကြွမျိုးမင်းထွန်းဟာရခိုင်တပ်တော်ထံအလင်းဝင်လာခဲ့ပါသေးတယ်။ စကခ18မိုင်းဖန်ရဲ့ကိုကဲမှုအောက်ရှိအဆိုပါတရင်ဟာနေရီကံပြူဟောက်ကုန်းမှာအေအေရဲ့ဝင်းရံပိတ်ဆို့မှုကိုခံထားရတဲ့တရင်တစ်ခုလည်းဖြစ်ပါတယ်။အေယာဝတီတိုင်းတာပေါင်းမြို့နယ်တာပေါင်းကလေးကျွာအနီးနဲ့လေးမျက်နာမြို့နယ်ဆက်ဆက်ယူချင်းလေကျွာတွေအနီးဘဝင်းကျင်းမှာလည်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအော်တိုဘာ3ရက်ကနေနိုဝင်ဘာ9ရက်အတွင်းစစ်ကောင်မရှင်ထံကနေဖမ်းဆီးရမိသူအယောက်20ကျော်နဲ့လက်နက်ချအလင်းဝင်သူအယောက်20ကျော်အထိရှိခဲ့တယ်လို့ဆိုပါတယ်။ဖန်စီရမိသူတွေနဲ့အလင်းဝင်သူစစ်သားတွေဟာခမာယ၄ခမာယ၅ခမာယ၆ ခမရ30ခလာရ35ခလာရ80စတဲ့တမ66လက်အောက်ခံတရင်တွင်နေအနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လက်အောက်ခံခလာရ63အိမ်မဲခလာရ281ပသိမ်စတဲ့တရင်တွင်ဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်လာသူနဲ့ဖမ်းဆီးရမိသူစစ်သားအလုံးနီးပါးဟာ2025ခုနှစ်အတွင်းစစ်တပ်ရဲ့စစ်မှုထမ်းပေါ်တာဆွဲခန့်ခဲ့ရတဲ့တင်နန်းစင်းတွေဖြစ်ပြီးတချို့ကအသက်18နှစ်မပြည့်သေးတဲ့သူတွေနဲ့အထက်တန်းကျောင်းသားတွေဖြစ်တယ်လို့ဆိုပါတယ်။ရှခိုင်းတပ်တော် AA အနေနဲ့လက်နက်ချအလင်းဝင်လာသူတွေကိုစစ်တုံ့ပန်းဥပဒေနဲ့အညီကောင်းမွန်စွာစောင့်ရှောက်ထားပြီး အာရမစစ်မှုထံစူးစောင်းခံခဲ့ရတဲ့တပ်သားတစ်တွေအနေနဲ့အေအေနဲ့ရင်ဆိုင်နေရတဲ့မြည်သည့်စစ်မျက်နှာပြင်မှာမဆိုအလံဖြူထောင်ကဒါမှမဟုတ်နှီးဆက်ရာကတဆင်ဆက်သွဲကအလင်းဝင်နိုင်ကြောင်းအသိပေးထားပါတယ်ဆက်လက်ပြီးဆလင်းမျိုးနယ်တွင်အတူရောင်ရွှေကောက်ပွဲအတွက်စစ်တပ်အင်အားဖြည့်တင်းကလုံခြုံရေးများတိုးချထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မကွေးတိုင်းမင်မှုခရိုင်ဆလင်းမြို့နယ်မှာအကြမ်းဖက်ဆဲအုပ်စုကအတူရောင်ရွေးကောက်ပွဲကာလလုံခြုံရေးအတွက်ခြေရွာတွင်မှလက်နက်ကြီးတပ်ဆင်အထိုင်ချရင် လုံခြုံရေးတိုးမြင့်တာတွေလှုပ်ဆောင်လာတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကသတင်းဌာနကပြောပါတယ်။လက်ရှိအခြေအနေအရဆလင်းမျိုးနယ်အတွင်းကကြေးရွာတွေစီဆေးအုပ်စုကအင်အားအလုံးရင်သုံးဖြစ်တင်းနေပြီးလက်နက်ကြီးလက်နက်ငယ်တွေနဲ့ဂျမ်းမာတွေအထိုင်ချတက်ဆင်ကလုံခြုံရေးတိုးမြင့်ထားတယ်လို့သိရပါတယ်။ဒါပြင်အတူရောင်ရွေးကောက်ပွဲဖြစ်မြောက်ရဲ့အတွက်ဆလင်းမျိုးတွေကမူလာတန်းကျောင်းတချို့မှာစစ်တပ်ဖြူစော်တီနဲ့ရက်ွက်အုပ်ချုပ်ရေးမှုတွေကျောင်းဆရာဆရာမတွေပါဝင်နေမဲကော်မတီအဖွဲ့ဝင်တွေတွေ့ဆုံကအစည်းအဝေးလုပ်တာမျိုးတွေလည်းရှိကြောင်းသတင်းရင်းမြစ်တွေကပြောပါတယ် နိုဝင်ဘာ17ရက်မနေ့နေ့လယ်ပိုင်းကလည်းစစ်တပ်ဖြူစောတိနဲ့လက်နက်ကြီးအထိုင်ချထားရာကျွဲချောင်းကြီးပါကိုအင်အားတရာပါစစ်ကြောင်းကဖောကားနှစ်စီးဟိုက်ချက်နှစ်စီးနဲ့အင်အားထပ်မံဖြည့်တင်းခဲ့ပြီးရွာတဲကိုကားနဲ့ဆိုင်ကယ်တွေပါဝင်ခွင့်မရအောင်ဖိတ်ချခဲ့တယ်လို့သိရပါတယ်အဆိုပါယူရတဲ့တက်ဆွဲထားတဲ့စေုပ်စုအနေနဲ့ပြီးခဲ့တဲ့နိုဝင်ဘာ၈ရက်ညပိုင်းတုန်းကလည်းတောင်ကန်ကြီးရွာကိုတော်လန်ရဲတပ်တွေရှိမဲ့အထင်းနဲ့လက်နက်ကြီး၃လုံးရန်တမ်းပစ်ခတ်ခဲ့ပြီးနောက်တနေ့နိုဝင်ဘာလ၉ရက်မှာလည်း ကြေးရွာတဲ့ဝင်ရောက်စီးနှင်းခဲ့တယ်လို့ပြည်သူညီနောင်ဆက်လင်းအဖွဲ့တာဝန်ခံကပြောပါရယ်တောင်ကန်ကြေးရွာကိုစေုပ်စုအင်အား90ကျော်ကစီးနှင်းဝင်ရောက်ကကြေးရွာထဲရှိနေတဲ့အရက်သားပိုင်ပစ္စည်းတွေခိုးယူရင်းအရင်နေ့နေ့လပိုင်းမှာပဲဆက်လင်းမြို့254တက်စီပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါရယ်ဒါပြင်ဆက်လင်းမြို့နယ်အတွင်းအလဲတန်းအဆင့်စာတင်ကျောင်းတွေကိုပိတ်ခိုင်းထားပြီးမြို့အရှိကံပေါင်မှာဖော်ကားနေစီအင်အား30ကျော်နဲ့လက်နက်ကြီးချပြီးအထိုင်ချတက်ဆွဲနေကြောင် တရက်ချင်းကန်တိုင်ခွေစားတဲ့ကျေးရွာတွေမှာပါအင်အား20ကျော်စီနဲ့ဝင်ရောက်တက်ဆွဲတာမျိုးတွေရှိနေကြောင်းပြည်သူညီနောင်ဆက်လင်းအဖွဲ့တာဝန်ရှိသူကပြောပါတယ်။အဓိကကတော့ကာကွယ်ရေးအဖွဲ့တွေဝင်မတိုက်နိုင်အောင်ရေနေမြေတွေစိုးမိုးနိုင်အောင်ရေဒီလိုအကြောင်းကြောင်းတွေကြောင်းယိုနီတဝိုက်ကျေးရွာတွေကိုအင်အားတွေချနေတဲ့သဘောပေါ့တော့လို့ပြည်သူညီနောင်ဆက်လင်းအဖွဲ့တာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။ဆက်လင်းမျိုးနယ်ဟာဆေးအုပ်စုရဲ့အထူးရောက်ရွေးကောက်ပွဲကျင်းပမဲ့မျိုးနယ်တွေအနှံအပိုင်းနှစ်ထဲပါဝင်တဲ့မျိုးနယ်ဖြစ်တယ်လို့တော်လန်ရေးတပ်တွေနဲ့ထိတွေ့မှုတွေလည်းရှိနေတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်းဆလင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးတက်ဝေထွန်းဆိုသူကိုပြီးခဲ့တဲ့အောက်တိုဘာလတုန်းကလက်နက်ကင်အဖွဲ့တခုကဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပြီးစေုပ်စုဘက်ကတော့ PDF လက်ချက်လို့ပြောဆိုနေကြပါတယ်။လက်ရှိမှာဆလင်းမြို့နယ်အတွင်းလူငယ်လူရွယ်တွေစုစုပေါင်းပေါင်းပေါ်တာဆွဲဖမ်းဆီးခံရပြီးပြီးခဲ့တဲ့အောက်တိုဘာတလတွေမှာပဲ25ရောက်နေပါဖမ်းဆီးခံခဲ့ရတယ်လို့သိရပြီးငွေချေးပေးနိုင်သူ6ယောက်သာပြန်လွတ်လာတယ်လို့သိရပါတယ်။ ကြအပြင်နိုဝင်ဘာလ17ရက်မနေ့ကလည်းဇလင်းကနေမန္တလေးပြေးဆွဲနေတဲ့ဘာကျော်ကားကိမှအမျိုးသားရှိရောက်ထက်မနေပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတယ်လို့ပြည်သူညီနောင်ဇလင်းအဖွဲ့ကဖော်ပြထားပါတယ်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။